2025ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်25နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်အသင်းများကျူဆူမိတ်ဆက်ကြံအခမ်းအနားပြုလုပ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်2025ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်25နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်အုပ်စုပြိုင်ပွဲများကိုချမ်းပြည်နယ်တောင်ကြီးမြို့တွင်ကျင်းပမည်ဖြစ်ရာ အုပ်စုကတွင်ပါဝင်သည့်အသင်းများကျူဆူမိတ်ဆက်ကြံအခမ်းအနားကိုအောက်တိုဘာလ10ရက်နေ့ညနေ3:00နာရီချိန်က ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပပြုလုပ်ခဲ့ပါတယ်။ဦးစွာ ရှမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ကိုစားပြည်နယ်တင်စားတရေးရဝန်ကြီးဦးဆိုင်လိတ်ကအမှားစကားပြောကြားရာတွင်ရှမ်းပြည်နယ်အနေဖြင့်အင်ရှင်ဖြစ်လက်ခံကျင်းပခွင့်ရရှိသည့်အတွက်တိုင်းဒေသကြီးနှင့်ပြည်နယ်တွင်ရှိသည့်အားသာသမားတည်သည့်မတူကွဲပြားသည့်ကစားပုံကစားဟန်တွေကိုလ ీల ဖလဲနိုင်မည်ဖြစ်ပါကြောင်းတိုင်းရင်းသားချင်းချင်း ချစ်ကြည်ရင်းနှီးမှုပုံမရရှိစေနိုင်ခြင်းဒေသအသီးသီးမှာပြိုင်ပွဲဝင်များနေဖြင့်ရှမ်းပြည်နယ်ရင်ကျေးမှုတလေစေရဒေသန္တရဘုဒ္ဓတများလေးလာခွင့်ရရှိစေခြင်းစသည့်အကျိုးကျေးဇူးများရရှိမှာဖြစ်ပါကြောင်းနိုင်ငံတော်အကြီးအကဲမှလည်းအားကစားသည့်နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့်စီးလုံးညင်ညွတ်မှုကိုဖြစ်ပေါ်စေပြီးအာကစားမြင့်တင်ခြင်းသည် နိုင်ငံတော်၏ဂုဏ်ကိုမြင့်တင်ခြင်းပင်ဖြစ်သည်ဟုလမ်းညွှန်ထားပါကြောင်း ပြိုင်ပွဲဝင်အသင်းများအနေဖြင့်နိုင်ငံတော်မှချမှတ်ထားသောတာဝန်ကြီးလေးရဖြစ်သည့်တမျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကမ္ဘာလေတွင်မြန်မာအာကစားအဆင့်တန်းတိုးတက်မြင့်မားရေးအရှိတောင်အာရှအာကစားပြိုင်ပွဲများတွင်အဆင့်တန်းမြင့်မားစွာပါဝင်ရှင်ပြိုင်နိုင်ရေးနှင့်အရှိတောင်အာရှမှအာရှအဆင့်အာရှအဆင့်မှသည်ကမ္ဘာအဆင့်ထိတက်လန်းနိုင်အောင်ကြိုးပမ်းရေးတို့ကို အကောင့်တဘောဆောင်ရွက်လျက်ရှိရာအားကစားသမားများအနေဖြင့် တရောင်းတနေရာမှာကျိုးပန်းဆောင်ရွက်ပြီးသွားရန်နဲ့ရမ်းပြည်နယ်ဆိုရအဖွဲ့နေဖြင့်ပြိုင်ပွဲကာလအတွင်းပြိုင်ပွဲဝင်အားကစားသမားများအတွေ့လူအပ်တီများကိုဖြည့်ဆည်းဆောင်ရွက်ပြီးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ထို့နောက်ရမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ကိုစားပြည်နယ်တင်ဇာတရေးအဝန်ကြီးကစားစိတ်ကြီးမြင့်ငွေကျပ်၁၀သိန်း၁၂,၀၀၀ကိုချီးမြှင့်ပေးရရာပြိုင်ပွဲဝင်သေးများမှာ ကိုဇလဲနေဦးကလက်ခံရယူခဲ့ပါတယ်။ယင်းနောက်ပြည်내ဝင်ကြီးနှင့်အဖွဲ့သည်2025ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်내အသက်25နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်အသင်းများယင်းနီနီလိုက်လံနှုတ်ဆက်ပြီးလက်ဖက်ရည်ဖြင့်တဲကင်းအခန့်ခဲ့ပါတယ်။ရှမ်းပြည်နယ်တောင်ကြီးတွင်အုပ်စုကအသင်းများဖြစ်သည့်ရှမ်းပြည်နယ်အသင်းမကွေးတိုင်းဒေသကြီးအသင်းရခိုင်ပြည်နယ်အသင်းနှင့်တနင်္သာရီတိုင်းဒေသကြီးအသင်းတို့မှပထမအဆင့်အုပ်စုပတ်လည်ဖြင့် အောက်တိုဘာလ17ရက်နေ့မှ19ရက်နေ့ထိရှင်ပြိုင်ကစားတော်မြင့်ဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။